jellyfish တန်းရှိရှိတဲ့ရေကန်နဲ့ဘာအကာအကွယ်မှမပါဘဲဆင်းသွားရလား jellyfish တွေတန်းနဲ့ချီပြီးတော့ရှိနေတဲ့ရေကန်ကြီးတစ်ခုတည်းကိုအကာအကွယ်ဘာမှမပါဘဲနဲ့ခုံချလိုက်မယ်ဆိုရင်တော့ဘယ်လိုခံစားရမလဲကြားလိုက်တာနဲ့ရင်ချက်သိမ်းနေထားပြီးတေးပြီးလိုပဲထင်ကြမှာပါဒါပေမဲ့ဒီကဘာပေါ်မှာအဲ့လို jellyfish တွေတန်းတဲ့ခြေရှိနေပြီးလူတွေကိုဘာအန္တရာယ်မှမရှိပဲလွတ်လွတ်လပ်လပ်ရေကူးလို့ရတဲ့နေရာတစ်ခုတကယ်ရှိနေပါ ರೀ ။ဒီနေရာကတော့ Pacific သမုဒ္ဒရာတွေကကျွန်းနိုင်ငံလေးတစ်ခုဖြစ်တဲ့ပလောင်နိုင်ငံမှာတည်ရှိတဲ့ jellyfish lake ပဲဖြစ်ပါ ರೀ ။ ်လူကြီးမင်းသားဒီရေကန်ထဲကိုရောက်သွားမယ်ဆိုရင်ကိုယ့်ရဲ့ပတ်ပတ်လေးမှာရွှေဟိုရောင်တောက်နေတဲ့ jelly fish အလုံးလေးတွေကနေရောင်အောက်မှာရွှေမုံလေးတွေလွင့်နေတယ်လို့မျိုးပဲဝေဝဲကူးခတ်နေကြဖို့မြင်တွေ့ရမှာပါမြင်တော်ပြောရရင်တော့လူကြီးမင်းက Jerry အများကြီးရှိနေတဲ့ Galaxy တစ်ခုတည်းကိုရောက်သွားတယ်လို့မျိုးခန်းစားရမှာဖြစ်ပါ ರಿ ။ဒါပေမဲ့အားလုံးစိတ်ထဲမှာထူးဆန်းနေမဲ့မိကွန်းတစ်ခုကတော့ဘာဖြစ်လို့ဒီလောက်များတဲ့ Jelly Fish တွေကလူကိုတုတ်ပြီးအန္တရာယ်မပေးရတာလဲဆိုတာပါပဲ။အဖေကတော့သူတို့ရဲ့စင်ကြယ်ပြောင်းလဲမှုတမိုင်းကြောင့်မှရှိနေပါ ರಿ ။ လွန်ခဲ့တဲ့နှစ်ပေါင်း12000ကျော်လောက်ကဒီနေရာဟာသမုဒ္ဒရာရဲ့ဒစိမ့်တစ်ပိုင်းဖြစ်ခဲ့ပါသည်။ဒါပေမဲ့ပင်လယ်ရေမျက်နှာပြင်နေပြောင်းလဲလာတဲ့အခါမှာတော့ဒီနေရာဟာကြောက်တောင်နေကြားထဲမှာပိတ်မိနေတဲ့ရေကန်ကြီးတစ်ခုဖြစ်သွားခဲ့ပြီးအထဲမှာရှိနေတဲ့ jelly fish တွေလည်းအပြင်ကိုပြန်ထွက်လို့မရတော့ဘဲတီးကြားကဘာလေးတစ်ခုထဲမှာပိတ်မိသွားခဲ့ကြပါသည်။အဲ့လိုပိမိနေတဲ့ရေကန်ထဲမှာသူတို့ကိုအန်နီရပေးမဲ့သားရဲတလေးဆန်နေငါးကြီးတွေတကောင်မှမရှိတော့တဲ့အခါမှာတော့သူတို့ရဲ့အဓိကကာကွယ်ရေးလက်နက်ဖြစ်တဲ့အစိတ်စူးတွေကတဖြည်းဖြည်းအသုံးမဝင်လာတော့ပါဘူး မျိုးဆက်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ငါတို့မှဒီလက်နက်မလိုတော့ဘူးဆိုတော့တဘာဝတရားရဲ့လမ်းပြမှုအတိုင်းသူတို့ရဲ့အစိတ်အဆူတွေဟာလူတွေကိုမထိခိုက်နိုင်လောက်အောင်လုံးဝအားပြတ်သွားခဲ့ကြတာဖြစ်ပါလိမ့်။ဒါကြောင့်မလို့ဒီရေကန်ထဲမှာ jellyfish တွေဟာကမ္ဘာပေါ်မှာအရင်ဆုံးနဲ့အန္တရာယ်အကင်းဆုံး jellyfish တွေဖြစ်နေရတာပါ။သူတို့ရဲ့နေစဉ်ဘဝကလည်းအတော်လေးစိတ်ဝင်စားဖို့ကောင်းပါလိမ့်။သူတို့ဟာရေကန်ထဲမှာဒီအတိုင်းရှောက်သွားနေတာမဟုတ်ဘဲနေအောင်ခြေနောက်ကိုအမြဲတမ်းလိုက်နေတာပါ။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအတူတကွမိခိုနေထိုင်နေ ရင်းကြီးလေးတွေအစာချက်ဖို့အတွက်နေရောင်ခြည်ရောက်အောင်နေစဉ်ခရီးထွက်ပြေးနေရတာဖြစ်ပါလိမ့်။ရှင်းရှင်းလေးပြောရရင်တော့မနက်လေးနာနဲ့ရေကန်ရဲ့အရှိတ်ကန်းကြီးကိုသွားပြီးနေရောင်ခြည်ခံကြသည်။ညနေဆောင်တော့အနောက်ဘက်ကကန်းကိုအုပ်စုလိုက်ကြီးပြန်လာပြီးအိမ်ပြန်နားကြရပေါ့ဗျာ။ဒါပေမဲ့ဒီလောက်လာပါပြီးအံဟောဖို့ကောင်းတဲ့နေရာလေးက2016ခုနှစ်မှာတော့ကမ္ဘာမြေပေါ်ကနေလုံးဝပျောက်ကွယ်သွားမလို့ဖြစ်ခဲ့ပူပါလိမ့်။ El Nino ရာသီဥတုကြောင့်ပြင်းထန်တဲ့မိုးခေါမှုဖြစ်ပွားပြီးရေကန်တွေကရေတွေအယမ်းပူပြီးငန်သွားတဲ့အခါမှာတော့ Jellyfish တွေတွေတန်းနဲ့ချီပြီးသေဆုံးကုန်ကြပြီးတကောင်မှတော့မကြံတော့ပါဘူး။တိမဲ့မြညာရှင်တွေကတော့မှဒီ Jellyfish Lake ကြီးကိုလက်လွတ်လိုက်ရပြီလို့ထင်ခဲ့တဲ့အချိန်မှာတဘာဝတရားချင်းရဲ့ထူးခြားမှုနဲ့အတူပဲရေကန်အောက်ခြေမှာကျန်တဲ့မြို့ဥလေးတွေကနေ Jellyfish တွေတန်းနဲ့ချီပြီးတော့အံ့ဩစရာကောင်းလောက်ပြန်လည်ပေါက်ဖွာလာခဲ့ကြတာဖြစ်ပါသေးတယ်။ ဒါကြောင့်မလို့လူကြီးမင်းတို့သာဒီနေရာကိုသွားရောက်လေပတ်ခဲ့ပြမယ်ဆိုရင်စီကန်းချက်လေးတွေကိုတော့လိုက်နာဖို့လိုမှာပါဒီ jellyfish လေးတွေကအရင်နှူးညံ့တာကြောင့်ကိုလိန်နဲ့ sand crane လို့ crane တွေကသူတို့အတွက်အစိတ်အောက်ဖြစ်စေလို့လုံးဝလိန်ငွေမရှိပါဘူးနောက်ပြီးရေငုပ်တဲ့အခါသုံးတဲ့အောက်ဆီဂျင်ပိုက်ကထွက်တဲ့လေဘူးပေါင်းတွေကဒရိယခန္ဓာကိုယ်ကိုထိခိုက်နိုင်တာကြောင့် scuba diving လုပ်ခွင့်ကိုလည်းတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတာဖြစ်ပါလိမ့်ဒီ jellyfish လေကြီးဟာလူနဲ့သဘာဝတရားဘလောက်ထိတော်မှထူးထူးခြားခြားရှင်တွဲနေထိုင်နိုင်လဲဆိုတာကိုပြသနေတယ်အကောင်းဆုံးသောသက်တည်တစ်ခုပါပဲ လူကိုအန်ဒီယံမပေးတဲ့တတ်တော်လေးတွေကြောင့်မှအကာအကွယ်မပါဘဲရေကူးရတဲ့ခံစားချက်ကတော့လူကြီးမရဲ့တသက်တာအတွက်မမေ့နိုင်စရာအမှတ်တရတစ်ခုဖြစ်နေမှအသေးချပါပဲ။